ရောသမမွေ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးသူအက္ကသောရေးသားထားတဲ့ဂမ်ဘီယာကြောင့်ငကားလို့အမည်ရတဲ့ပရလောကဝိထုတူလေးပဲဖြစ်ပါတယ်။အချိန်ဟာ1985ခုနှစ်ခန့်ကဖြစ်သည်။တာယာအေးရွာကလေးမှာဘကိုးတိုင်းအနောက်ချမ်းတာယာဝတီမြို့နယ်အတွင်းတရှိကဘကိုးယိုမတောင်ကြီးရွာလေးတစ်ရွာဖြစ်သည်။ထိုရွာတွင်နေထိုင်ကြသူများမှလေယာဆိုင်ပျိုးသည့်သူများရှိတတ်ကြသော ပကိုးရုံးမကြီးကိုအမိပြုပြီးတစ်ခုတ်ဝါခုတ်တောလိုက်ရွှေကျင်အဆရှိတဲ့လုပ်ငန်းများကိုလောက်ကန်အသက်မွေးကြသူများလည်းရှိပေသည်ထိုရွာကလေးတွင် မောင်တင်ဝင်းအမိရလူငယ်တယောက်ရှိသည် မောင်တင်ဝင်းမှာအသက်25နှစ်ခန့်ဖြစ်သည် မောင်တင်ဝင်းမှာမိဘလက်ငုပ်လျင်လေယာဉ်များကိုလောက်ကန်ကပင်ပင်မမှန်အသက်မွေးမြူရသည်တောင်ငူလေသမားဖြစ်သည်မို့စားနိုင်တောင်းနိုင်ယုံရှိကချောင်းချောင်းလဲလဲမရှိလာပေ မောင်တင်ဝင်းမှာထိုတို့လေဆိုင်နေရသည်ကိုစိတ်မပျော်ရွှင်ပေကြီးပွားမြင်ပြီးအလုပ်တစ်ခုကို ရှာဖွေနေစဉ်ဖြစ်သည်သူနှင့်တရက်တွင်ရွာထိပ်ပိုင်းမှဦးကြီးတော်ဆက်သူ၏အိမ်သို့ရောက်လာခဲ့သည်ဦးကြီးမှာတော်အတွင် ရွှေကျင်းတွားဒီမှာ6လခန့်ကြာသည့်အခါပြန်ရောက်လာခြင်းဖြစ်သည်ဦးကြီးမှာရွှေရောင်းပြီးချမ်းချမ်းသာသာဖြစ်နေသည်ဇနီးနှင့်သားသမီးများကိုလည်းရွှေတဲများဆင်နိုင်ပေသည် ထိုအဖြစ်ကိုမြင်သည့်အခါမောင်တင်ဝင်းမှာဦးကြည်ကိုကပ်၍မေးတော်သည်ဦးကြည်ကိုကြည့်ရတာအရှင်ပြေနေတဲ့ပုံပဲရွှေကျင်နာတော်တော်မှကပ်ရဲ့လားဗာလဲမောင်တင်ဝင်းမင်းစိတ်ဝင်စားသွားပြီလားကွမောင်တင်ဝင်းကကောင်းကြီးလိုက်မိသည်လုံနိုင်ရင်အပင်မခံနိုင်ရင်တော့ရွှေကျင်နာကရတယ်ကွကို့တို့ကလည်းလိုသေးတာပေါ့မောင်တင်ဝင်းရမျိုးမျိုးမြတ်မြတ်ရမယ်ဆိုရင်အပင်မလည်းခံနိုင်ပါလေဦးကြည်အားအခုကလဲဆိုင်ရာဆိုင် နွားရီနဲ့ဖက်ယုံနေရတာပဲမဟုတ်လားအေးမင်းလုံးနိုင်နေဆိုရင်ဒီတစ်ခါငါနဲ့လိုက်ဟဲ့စမ်းကွာငါတို့သုံးလေးရက်လောက်ကြာရင်တောင်ပေါ်ပြန်တက်ကြမယ်ဟေ့ဟာဦးကြီးကလောလိုက်လားဗျရောက်လက်စားနဲ့တပတ်လောက်တောင်နေတာမဟုတ်ဘူးငါဆင်းလာခဲ့တာရိတ်ခါကုံလို့ကွာမောင်တင်ဝင်းရရွှေဆိုတာရှာတိုင်းရနေတော့အခုလိုအိမ်မှာအေးအေးဆေးဆေးနေတဲ့ချိန်တော့မှအချိန်ဖြုံးနေပြီတဲ့ထင်တာကွာမောင်တင်ဝင်းရဦးကြီးပြောတာနဲ့ကြောက်တော့အတက်သွားပြီဗျာဦးကြီးတို့ရင်ကြောက်လဲလိုက်မယ် ရေခါတာမြမြယူခဲ့ဟေးရွှေကျင်နေဆိုတာပင်မမ်းမိမဲ့ရတာကလုံးကနေကွမောင်တင်ဝင်းမှာဦးကြီးပြောတဲ့စကားများကိုကြားရအောင်ကအာတက်နီမိဒီကအမှန်ဖြစ်သည်တို့နှင့်မောင်တင်ဝင်းတယောက်အဝေးစားများရိခါများကိုပြင်ဆင်ထုတ်ဖို့ကအသင်းဆောင်နေသည်တောရမြောက်သည့်အခါဦးကြီးဖြစ်သူနှင့်ရွှေကျင်ရန်လိုက်ပါလာခဲ့သည်ရွာမှအခြားလူလင်းကားယောက်လည်းအတူတကွလိုက်ပါလာကြသည်မောင်တင်ဝင်းနှင့်အမျိုးတော်သူကိုကိုချက်ကြီး ကိုချက်ဖောင်းတို့ညီကိုနှစ်ယောက်နှကန်းထော်နေတဲ့ဖြင့်ထော်ကြီးဟုခေါ်တဲ့လူနှင့်မျက်နှာမှာကြောက်ပေါက်ရာပြပွားနှင့်ကိုကြောက်လုံးတို့ဖြစ်သည်သူတို့အဖွဲ့ထဲတွင်မောင်တင်ဝင်းမှာအတက်ငယ်ဆုံးဖြစ်သည်ဘကိုးရုံးမကြီးပေါ်တို့လှဲဖြင့်တက်လာခဲ့ကြသည်တစ်ထုပ်သူဝါဆွဲသူများအုံပြုသည့်လှဲလန်းချောင်းအတိုင်းတက်လာခဲ့ကြခြင်းဖြစ်သည်ထိုလှဲလန်းချောင်းဆုံးသွားသည့်အခါအလွန်မဆောက်သည့်တောင်နှံတနေရာတို့ရောက်လာခဲ့ကြသည် ထိုနေရာတွင်တော့တောင်ပေါ်ကိုရှည်လင်းတက်ကြရသည် တောမှာအလွန်နဲ့၍ဝေးလံခေါင်တီလှပေသည်လူတွားလန်းကလေးမှာတခါတလေမြေရိုင်းများအောက်တွင် ဖုံးလန်းပြောက်ွယ်နေတတ်သည်ရေခါတို့ကြီးများကိုတဲ့ပိုးလိုက်ရတဖြစ်မောင်တင်ဝင်းတို့မှာအလွန်ပင်ပန်းကြသည်တောတဲ့တထောင်နားသည့်အခါမောင်တင်ဝင်းတို့မှာချက်ပြုတ်ရန်ပြင်ဆင်ကြသည်ထိုအခါဦးကြီးရွှေမန်းကမောင်တင်ဝင်းတို့ကိုရိတ်ခါများခြွေတာကြရန်မှာကြသည်မောင်တင်ဝင်းတို့ရေတို့ရောက်နေတာတော်တဲ့တောင်တဲ့ကွရွာမလိုတနင်းတပိုးစားလို့မရဘူး တိုးထဲမှာရေးကြည့်တာရေးခါပဲကွရေးခါကုန်ရင်အလုတ်တွင်မှာမဟုတ်ဘူးချွေရတတာစားစမ်းမှာကွတိုးထဲမှာတညအိပ်ပြီးနောက်နေ့မနက်မှချောင်းပြကလေးတစ်ခုစီတို့ရောက်လာခဲ့ကြသည် ထိုချောင်းပြကလေးရောက်တော့မှလူတန်လူတန်များကိုမြင်ရကြရတော့သည်ချောင်းပြကလေးဘေးနားမှာရွှေပြင်တဲကြီးများကို အုံမိုးကစခန်းချထားဒီမှာအစီရင်မင်းဖြစ်သည်တချို့မှာလဲတဲကလေးများထိုးကတဲအစုလေးများဖြင့်နေထိုင်ကြလေသည်တောအုပ်အတွင် ရွာငယ်ကလေးတစ်ခုပင် ဖြစ်နေသည်တဲအိမ်များရှိတော်လဲထိုတဲများနှင့်ခလန်းလန်းမှရှောက်သွားရသည်အချို့တဲများမှာရွက်ပြင်းများကိုကိုယ်ပတ်ဆောင်ရသွားကြရသည်မောင်တင်ဝင်းမှာတဲအတွင်ထိုင်နေသူတော်ဦးကိုမြင်တွေ့လိုက်ရသဖြင့်ပြုံးပြလိုက်မိသည်တို့တော့ထိုလူမမောင်တွင်ဝင်းအားရန်ဆောင်နှင့်အကြည့်နှင့်ပြန်ကြည့်ကခါးရတဲ့ဒိုရာဒီဓမြံကိုပုတ်ပြလေသည်ဦးကြီးဟိုလူကတမျိုးကြီးပါလားဗျာကျုံနှုတ်ဆက်တာတော့တောင် तू ကဓာတ်ပုတ်ပြသေးတယ်လူစိုးလူမိုက်တွေများလားမသိပါဘူးဗျာ ဦးကြီးရွှေမန်းကတစ်ချက်ပြုံးလျက်ဒီနေရာကရွှေထက်တဲ့နေရာကွာရွာမဟုတ်ဘူးဟောဒီနေရာမှာရန်သူတွေပဲရှိတယ်မိษွေတို့တငယ်ချင်းတို့ဆိုတာမရှိဘူးဦးကြီးစကားကလည်းဘလို့ကြီးလဲဗျလူတိုင်းလူချင်းနေကြတာရွှေကွာသူတို့ခေါင်းထဲမှာရွှေရဖို့ဆိုတဲ့အရေးပဲရှိတယ်ရွှေကိုဘလို့နီးနဲ့ရရရအောင်ယူမဲ့လူတွေလူပဲတက်ရတက်ရသူတို့ဝင်မလဲဘူးဒါကြောင့်တို့ကသူတို့တဲတွေနောက်မကက်တာပေါ့ကွာတဲနောက်ကက်လိုက်ရင်ရွှေတခိုးဆိုပြီးဓာတ်နဲ့ဝိုင်းဟုတ်တတ်ကြမှာကွာ ဟာကြောက်စရာကြီးပါလားဗျာတော်ရဲတောင်ထဲမှာတရားဥပဒေဆိုတာမှမရှိတာကွနင်းလေကြက်ကြက်တတိထားနော်ဟောဒီရွှေလောက်ကထဲမှာဘဘူးနေမှမပေါင်းနဲ့ကိုနားကိုလည်းအကက်မခံနဲ့ဟုတ်ပြီလားထိုးချောင်းကလေးနဲ့ဘေးတွင်ရွှေလုံငန်းများကိုလောက်ကင်နေကြသည်တချို့မှာကုတဝက်ခန့်နစ်တီချောင်းရည်တဲတို့ဆင်ကရွှေကျင်နေကြသည်ကိုတွေ့ရသည်မိမသားများတယောက်စားနှစ်ယောက်စားတွေ့ရတော့လဲယောက်ျားသားများရှိတာဖြစ်သည်ချောင်းယိုးကလေးအတိုင်းလက်လျှောက်လာကြရင်မကြခင်တွင်တပင်ကြီးတပင်အောက်တို့ရောက်လာခဲ့သည် ထိုတစ်ပင်ကြီးရှိတွင်အုံပွဲငှပြောပွဲများတင်ထားသည့်တစ်သားခုံနှန်းကြီးရှိသည်တစ်သားခုံနှန်းကြီးပေါ်တွင်အုံပွဲငှပြောပွဲများမှာအပြည့်အရှံနှီးပါရှိနေသည်ဦးကြီးရွှေမန်းကကိုချက်ပေါင်းထမ်းလာသည့်ငှပြောဟန်ကြီးကိုလှမ်းယူလိုက်သည်ကိုချက်ကြီးကမူဝါးတလုံးကိုခွဲစိတ်လျက်တောင်းကလေးတစ်ခုအဖြစ်ခက်ကြမ်းကြမ်းရက်လို့လိုက်သည်ထိုတောင်းအတွင်ငှပြောတိခန်နှင့်အုံတိများကိုထဲကအမွှေးတိုင်ဖျောင်းနိုင်တောပန်းများကိုထဲကပူဇော်ပတ်တာရလေသည်ဒါဘာလို့တာလဲဦးကြီး တောပိုင်တောင်ပိုင်တွေကိုရွှေမြမြရအောင် တို့တွေအနေကင်းအောင်လို့ပူဇော်ပတ်သတာပေါ့ကွာလာကြမင်းတို့လည်းရှိကိုကြတို့ရွှေလောက်ကဟိုးအထက်ဘက်တက်ရအောင်မှာကွာမောင်တွင်ဝင်းတို့လည်းဘူးမတိပါမတိနဲ့ကြောလိုက်ကြသည်ထို့နောက်ဦးကြီးရွှေမန်းခေါ်ဆောင်သည့်အနောက်လိုက်ပါလာခဲ့ကြသည်ချောင်းယိုးအထက်ပိုင်းရောက်သည့်အခါတဲကလေးများမှတဖြည်းဖြည်းကျဲပါလာသည်တစုနှင့်တစုမှခလန်းလန်းဖြစ်လာပြန်သည်ဦးကြီးရွှေမန်းကအရှိမသွားလာနေရင် ဒီချောင်းကလေးကိုတပေလူချောင်းလို့ခေါ်တယ်ကွနမေကလည်းအစမ်းပါလားဗျာဘလို့ဖြစ်လို့တပေလူချောင်းဖြစ်ရတာလဲရှေးလူကြီးတွေကတော့ဘလို့ခေါ်တယ်လည်းမသိဘူးဟေးဒီချောင်းကြီးရေစည်းတန်တဲ့အချိန်ဆိုတပေရှိတဲ့ကြောက်ထုကြောက်တုံးကြီးတွေတောင်းလူးလွန့်လိမ့်စင်းတက်လွန်းလွန့်တပေလူချောင်းလို့ခေါ်တာကွဖြစ်နိုင်နေဗျာတောင်ကြချောင်းရင်ဆိုတော့ရေစည်းကလည်းတိတ်တန်မှာပဲဗျာတနေရာရောက်သည့်အခါချောင်းရုံးနှစ်ပေးတစ်ဖက်ကန်းတို့ဖတ်တက်လာခဲ့ကြသည် ဦးကြီးရွှေမန်းကထိုနေရာတဝိုက်ကိုလေ့လာကြည့်ရင်ဒို့တွေဒီမှာစကန်းရှားကြမယ်ဟဲ့ဘာလို့လဲဦးကြီးရွှေမန်းရဦးကြီးရွှေမန်းမှာကြောက်တုံးကြီးတောတုံးအောက်တွင်ကပ်နေသည့်ရွှေကဲလေးတစ်ခုကိုကောက်ယူလိုက်သည်ထိုကြောက်ကဲကလေးကိုနေရာအောက်တွင်လှောက်ခတ်ကြည့်သည့်အခါရွှေရောင်အမုံကလေးမြကဝင်းလက်နေသည်အဲ့ဒါရွှေပေါ်မောင်တင်ဝင်းရဒီနားမှာရွှေထက်လောက်မယ်လို့ထင်နေကွထိုနေ့တွင်တော့တောအုပ်အတွင်းမှာဝါခုတ်ကချောင်းကန်းနှစ်ပေးတနေရာမှာ ဝါကြံခင်ဝါကမိုးဝါကကာစတဲ့တဲကလေးတစ်လုံးကိုတိဆောက်လိုက်ကြတယ်။တဲကလေးအတွင်းတွင် တကားပေါက်တစ်ခုသာရှိသည်။ထိုနေ့တွင် မောင်တင်ဝင်းတို့မှမမော့ပမန့်နဲ့အနားယူလိုက်ကြသည်။နောက်တစ်နေ့ကိုရောက်ခဲ့ပေပြီ။ဦးကြီးရွှေမှန်းလုံးဆောင်မှုနဲ့မနက်အစောကြီးထားရသည်။ပါလာတိတန်ကြောင်တန်တူရင်လက်နက်ကရိယာများကို အသင်ပြင်ဆင်ကာဦးကြီးရွှေမန်းအနောက်သို့ လိုက်လာခဲ့ကြသည်။ချောင်းကမ်းမှာတစ်ဖက်တွင် ုတ်တောင်းကြီးတရောင်းစာခန်းကြီးမှသည့်ကြောက်တုံးကြီးတရုံရှိသည်ဦးကြီးရွှေမန်းမှာထိုကြောက်တုံးကြီးကိုလက်ညှိုးထိုးလိုက်ပြီးကဲမင်းတို့အဲ့ဒီကြောက်တုံးကြီးကိုလှန်ကြဟေ့ဗျာဒီလောက်အကြီးကြီးကိုလှန်ရမှာလားဟုတ်တယ်ဒါကိုလှန်မှရွှေတွေ့မှာကွဦးကြီးရွှေမန်းအပါဝင်ယောက်ျားသားများအလုံးမှာထိုကြောက်တုံးကြီးကိုကလော်ထုတ်ရန်စူးစမ်းကြသည်ကြောက်တုံးကြီးဤအောက်ရှိကိုတူးဖို့ကတလုံးကြီးများနှင့်ဂလန်ထိုး၍ လူအဖျင်းတွန်းလဲကြရသည်နေ့တဝက်မကြိုခင်အချိန်မှပင်ကြောက်တုံးကြီးမှာဝုံးကနဲ့အတန်ကြီးနဲ့အတူချောင်းအောက်ဖက်တနေရာတို့လိမ့်ဆင်းသွားတော့သည်မောင်တင်ဝင်းတို့မှလည်းဖက်ဖက်မိုးနေပြီဖြစ်သည်ဦးကြီးရွှေမန်းမှကြောက်တုံးကြီးထွက်ကြသွားသဖြင့်ကြည်ရင်နေခဲ့သည့်မြေချင်းကြီးအတွေ့တို့ခုံရှင်းလိုက်ကကြောက်တုံးကလေးများကိုလိုက်လံအောက်ယူသည်အဖြူရောင်ထုံးကြောက်တုံးကလေးများအလဲတွင် ရွှေတုံးကလေးများမှငါးဦးကလေးများကဲ့သို့ပြစ်တိတ်ကတိရှိနေလေသည်တွေ့ပြီလားကွဟော်ဒီမှာရွှေကွ ဦးကြီးကရွှေတုံးကိုမြှောက်ပြလိုက်သည့်အခါမောင်တွင်ဝင်းတို့လည်းမောပန်းသမျှအားလုံးယူပစ်တယ်လို့ပြောကင်းသွားကြပြီးစိတ်အားတက်ကြွလာကြတော့သည်ဟော်ဒီအောက်ကမြေကြီးကိုကျဉ်တူပြီးရွှေပြုံးနိုင်မယ်ကွာမင်းတို့အလှဲ့ကြတာတိုးတော့မောင်တွင်ဝင်းတို့မှာပေါ့ချုံပေါက်ပြားများနဲ့မြေကြီးများကိုတူးဖို့ကြရသည်တူးဖို့နေရင်တွေ့ရသည့်ရွှေမုံများပေါဝင်သည့်ကြောက်တုံးများကိုဦးကြီးထံသို့လှမ်းပေးရသည်ဦးကြီးမှာထိုကြောက်တုံးလေးများကိုတူးနှင်းထုကအမှုန့်ပြုလျက်ချောင်းရည်ထဲတွင် ရွှေပြန်ကျင်ယူရသည် မောင်တင်ဝင်းတို့မှာလောဘဇောနဲ့မြေတူးကြတဲ့ဖြင့်မြေချင်းမှာအတော်နဲ့လာသည်တနေ့ရရောက်တွင်မောင်တင်ဝင်းမှာတူးဟော်နေရင်လူလက်ကြီးတစ်ဖက်မြေအောက်မှဘွားကနေထွက်လာသည် မောင်တင်ဝင်းမှာကြောက်လန့်တကြားနဲ့အော်ဟင်ရင်မြေပေါ်တို့ပြည့်တက်လာခဲ့သည်မောင်တင်ဝင်းဘာဖြစ်လို့လဲကွာဦးကြီးဟိုအောက်မှာလူလက်ကြီးတစ်ဖက်ထွက်လာလို့ဗျဦးကြီးရွှေမန်းနဲ့ကြံလူများမှာစဉ်ကြည့်ကြလေသည်ဟုတ်ပေသည်မြေကြီးအတွင်းမှာအယိုးကြလို့နီးပါ ပုတ်ခေါင်နန်စော်နေသည့်လူလက်ပြက်တစ်ဖက်ထွက်နေသည့်ကိုတွေ့ရသည်။ဦးကြီးရွှေမန်းကထိုလက်ကြီးအနီမှမြေသားများကိုတူးဖော်လျက်ဘာမှမထူပါဘူးကွာဒီလူကတွင်းပီပီသေးတာဖြစ်မယ်ကွာ။ဗျာတွင်းပီပီသေးတာတဲ့လား။အေးပေါ့ကွာကျင်းတူးတဲ့အခါအတိုးမတော်ရင်တခါတည်းမြေဖို့ပြီးသားဖြစ်သွားတာပေါ့ကွာ။တော်တဲ့တောင်နေဆိုတော့ဘဒူးမှလည်းတကူးတကမြုပ်မနေကြတော့ပါဘူးကွာ။ ကဲအဲ့ဒီလူသေးကြီးကိုဖုတ်ယူလိုက်ကွာနောက်တော့ဂုံဒီရဲ့တခုပေါ်တင်ပြီးသွားပြကြရအောင်မကြောက်တတ်သည့်ချက်ကြီးနှင့်ချက်ဖောင်းညီကိုမှထူလူသေးကောင်ကြီးကိုတူးဖို့ထုတ်ရသည်တူးဖို့ပြီးသည့်အခါဂုံဒီအိတ်တခုပေါ်တွင်တင်လိုက်ကြသည်ကဲမောင်တင်ဝင်းနဲ့ထော်ကြီးကအဲ့ဒီဂုံဒီအိတ်ကြီးကိုတယောက်တစ်ဖက်တဲလာခဲ့ဟိကျန်တဲ့လူတွေကကျင်းကိုတေချာကယူဆိုင်တူးဒိုနာကိုလူစိမ့်ကြီးအကက်မခံနဲ့ဟုတ်ပြီလားမောင်တင်ဝင်းတို့မှလူသေးကောင်ထဲ့ထားသည့်အိတ်ကြီးကိုဆွဲယူလာခဲ့ကြသည် ။ဦးကြီးရွှေမန်းမှာအရှိမဦးဆောင်ကတဏီယာတို့ဥတည်သွားလေသည်။တိပင်းများအကြတွင်ရှုံမြောင်လေးတစ်ခုတပွဲကြိုင်ကြီးတစ်ခုရှိသည်။ထိုအနီးသို့ရောက်သောအခါအပုံနံများမှာအလွန်နန်းစော်လျက်ရင်မဲကောင်ကြီးများပြန်တန်းနေသည့်တဝီဝီအတန်ကိုလည်းအတိုင်းသာကြားနေရသည်။ရှိုးအဆက်တို့ရောက်သည့်အခါမှရှိုးတွင်းတွင်လူသေးကောင်များပြန့်ကျဲနေသည့်ကိုတွေ့ရလျာမောင်တီဝင်းတို့မှ အော်နှလုံးနာ၍အမင်အမိသည်လူသေးကောင်များမှ ပုတ်ပွား၍နေလေသည်။ ကဲမင်းတို့တယ်လာခဲ့တဲ့ကိုတော်ချောကိုဒီရှိုကြီးတဲ့ကိုပြစ်ချလိုက်ကြဦးကြီးဒီလူတွေအလောင်းတွေကဘာတွေလဲဗျာရွှေလောက်ကတည်းတည်တွားကြတဲ့လူတွေပေါ့ကွာကောင်းကောင်းမွန်မွန်မမြောက်နိုင်တာနဲ့ဒီလိုပဲရှိုတဲ့ပြစ်ထားကြတာကွာတည်တဲ့လူတွေကလည်းများလာကြီးလားဗျာတော်ရဲဆိုတော့ငှပြမိတဲ့သူနဲ့ဝမ်းလျှော့တဲ့သူနဲ့သူများတက်တဲ့လူနဲ့အစုံမဲပေါ့ကွာလာလာတို့တွေအချိန်ကြာနေလို့မဖြစ်ဘူးအချိန်ကြီးကလည်းလုံလဆိုင်ရမယ်ကွာတည့်ရတည့်ရဆိုတာလွယ်တာမဟုတ်ဘူးကွာ ထိုနေ့ကမောင်တွင်ဝင်းတို့တူဖို့ဒီမှာရွှေမုံသုံးဘဲခန့်ရသည်ဦးကြည်ရွှေမန်းကဥဆောင်သူမို့ထိုရွှေများကိုတူတအူးတဲ့တင်ဆက်ထားသည်ရွှေလောက်ကတင်၍ပြန်ကြမည့်အချိန်မှာတူဖို့ရရှိသည့်ရွှေများကိုဝေစုခွဲယူကြမည်ဖြစ်သည်ညနေထမင်းစားပြီးသည့်အခါဦးကြည်ရွှေမန်းကဝဆက်ပိုင်းခွက်ကလေးတွင်တို့ချက်အရက်နေငယ်စီတဲ့ကတယောက်တစ်ခွက်ကံပေသည်တောက်ဆန်းမားကမင်းတို့ကပြင်ပန်းထားကြတာဆိုတော့ဟော်ဒီစေးလေးမှမမီဝဲရင် နောက်နေ့ကိုရီလက်ဒီကတ်ခဲနေမှာကွဒါလေးနည်းနည်းတော့တောက်ထားကြဟိ ောင်တင်ဝင်းမှာအရက်တောက်တတ်သူမဟုတ်ပေသို့တော်လည်းဦးကြီးရွှေမှန်ကမ်းပေးသည့်အရက်ကိုတောက်ချလိုက်ရသည်ရွှေကျင်သည့်လုပ်ငန်းမှာရင်းနှင့်အမြဲထိတွေ့နေရသည့်လုပ်ငန်းဖြစ်သည့်ဖြင့်တနေ့ကုန်ရေဆူ၍အေးခံရသည့်လုပ်ငန်းဖြစ်ရာချက်အရက်ပြင်းပြင်းလေးကိုမောတောက်လိုက်သည့်နေ့အချိန်တကိုယ်လုံးပူစင်း၍နေလို့ထိုင်လို့ကောင်းသောဒီကိုခံစားရသည်ဟောဒီရက်ကဒီတော့ဒီတော်ထဲမှာရွှေထက်ရှားတယ်ကွအရက်တောက်ရှင်ရွှေတုံးပေးပြီးလဲတောက်ရတာတို့တွေရွှေတာတောက်ကြမယ်ဟဲ့ ညအိယာဝင်ခဲ့ကြပြီဖြစ်သည်လူတကိုလုံးလဲကိုင်းရိုက်ထားသည့်အလားပြင်းမနေသည်ထိုစဉ်ကြားဟင်းတန်ကြီးကိုကျဲလောင်စွာကြားလိုက်ရသဖြင့်တဲပေါ်မှလူများလှုပ်လှုပ်ရွရွဖြစ်သွားသည်ဦးကြီးရွှေမန်းကတော့ပုံစံမင်းမပြက်ပေကြောက်နေကြမှာနဲ့ကွာဒါဟာကြားကလူသားလာစားတာကွာဗျာကြားလဲရှိနေတယ်လားရှိတဲ့ပေါ့ကွာကြားဆိုတာအပုပ်ဆက်ကြိုက်တဲ့မျိုးကွာခုနကရှိုကြီးထဲမှာပုတ်ပွားနေတဲ့အလောင်းတွေကိုညကြရင်ကြားရည်လာပြီးပွဲတော်တဲကြတယ်ပေါ့ကွာ ဦးကြီးရွှေမန်းမှာရေကြဲကြဲနဲ့ပြောနေတော့လဲမောင်တင်ဝင်းတို့လူစုမှာဒူးတော်အောင်ကြောက်ရွံ့နေပြီဖြစ်သည်။နောက်ရက်များတွင်ထိုနည်းအတိုင်းပင် ရွှေဆက်ရှာကြသည်။ရွှေမှာတရက်တရက်တပဲရတီလည်းရှိသည်အ ਨੇ ဆုံးမရသည့်နေ့မှာတွင်ရွေးကြီးတရွေခန့်ရသည် ထိုစဉ်က ရွှေတစ်ကြက်သားမှာ1500ခန့်သာဈေးရသည် ရွှေကောင်းလုံးမှ3000နီးပါးရတတ်သည်။လောက်ကထဲတွင် ရွှေစင်းနိုင်ပါကစားတော့ကုန်ဈေးဝမြတ်မှာဈေးကြီးစီအရာရာကိုငွေနှစ်မတုံးမဲရွှေနှစ်သာလဲလဲအသုံးပြုတတ်ကြသည့်အတွက်ဦးကြီးရွှေမန်းပြောသည့်အတိုင်းရွှေရွှေတတနေမှသာတော်ကာကြသည်တလခန့်အကြာတွင်ထော်ကြီးငှက်ဖျားမိလေတော့သည်ဦးကြီးရွှေမန်းမှာတူဆောင်လာတဲ့ငန်းစည်းတိုက်ခါထော်ကြီးကိုအနားယူစေသည်ထော်ကြီးမှာတဲတောင်းနေငုတ်တုတ်ထိုင်ကတကိုယ်လုံးနှဘူးတလို့တုံခါနေသည်ကြံလူများမှလည်းအလုံစောကြောင့်ထော်ကြီးအားတကြင်ချာချာမပြုစုနိုင်ပေဘဝကြတိအခါထော်ကြီးတယောက်ငှက်ဖျားယောဂါဖြင့်တည်လေတော့သည် ရုံးမငှက်မှာနမဲကုံတရင်ကြီးမပြီစွာမောင်တင်ဝင်းတို့မှာထော်ကြီးကိုရှို့ကြီးတဲ့တွင်ပင်ပြစ်ချကားထားခဲ့ရသည်ထော်ကြီးမှာရုံးမတောင်ကြီးပေါ်တွင်လူမသိသူမသိတေသွားပြီဖြစ်သည်ရွာမှာတိဆုံးမှာကဆွေမျိုးသားချင်းအပေါင်းအသင်းများသည်나ยีမှာစီနိုင်တော်လဲအခုတော့အကောင်းဝင်မပါဖျားဝင်မလဲတရဏဏကုံမင်းမတင်ရပဲရုံးမတော်ကြီးတဲ့တွင်ကြားစာဖြစ်သွားခဲ့ရသည် ။ဦးကြီးရွှေမန်းမှာတော့ရရှိလာသည့်ရွှေများအနက်မှထော်ကြီးရရန်ရှိနေသည့်ဝေစုကိုထော်ကြီးဤမိသားစုအားခွဲဝေပေးမိဟုပြောသည်။နေ့စဉ်နေ့တိုင်းရွှေလုံးဝက်အတွင် မကောင်းတဲ့များကိုကြားရသည်။လာများစွာကုံဆုံးလာသည့်အခါရွှေပိဿာနှင့်ရှိ၍စူဆောင်းလာမိတော်လဲရွှေရှာသည့်မောင်တင်ဝင်းတို့လူရစုမှလူရုပ်ပင်မပေါတော့ပေရိခါမှလည်းရှားပါလာပြီဖြစ်ရာတောလဲရင်ပိနေသည့်ရသည့်အခါပိနေသည့်ကိုအတုံးကလေးများတုံးစိတ်ပြီးသမင်းနှင့်ရောရှက်စားရသည်ပိန်ဥပြုတ်စားရသည့်ခါလဲများသည် ချက်ကြီးနေချက်ဖောင်းမှာအယက်သမားဇိုးသမားကြီးများဖြစ်ကုန်ကြသည်အယက်တောက်ရှင်သည့်အတွက်ဦးကြီးရွှေမန်းစီမှဝေစုခွဲ၍တောင်းသည်အယက်ကိုရွှေနှင့်လဲကတောက်သည်အချိန်ကြာလာသည့်အခါဝေစုလည်းကုန်ပြီဖြစ်သည်ထိုအခါဦးကြီးရွှေမန်းနှင့်ကတော့ကစားဖြစ်တော်သည်ကိုကြောက်လုံးမှာတရက်တွင်ဝေစုအနေငယ်ယူကတောကောင်သားစားခြင်းတစ်ဖြင့်မုံစိုးတဦးထံတွင်တောကောင်သားဝေကရန်ထွက်လာခဲ့သည်လက်ထဲပိုင်ပြက်နေပြီဖြစ်သည့်ချက်ကြီးနှင့်ချက်ဖောင်းမှာကိုကြောက်လုံးစီမှရွှေစားများကိုတောင်းယူလေသည် ကိုကြောင်လုံးကမပေးသဖြင့်ချက်ကြီးတို့နှစ်ဦးမှကိုကြောင်လုံးကိုရိုက်နှက်ရမှလက်လွန်ကကိုကြောင်လုံးတိတ်ဆုံးသွားသည်ထိုနေ့ညတွင်ချက်ကြီးနှင့်ချက်ပေါင်းမှာတဲတို့ပြန်မလာခဲ့ပေဦးကြီးရွှေမန်းကမောင်တင်ဝင်းနှင့်တိုင်ပင်သည်ချက်ကြီးနှင့်ချက်ပေါင်းကသူများတွင်မှာအရက်တော့ကျွန်ခံတွင်းစားအဖြစ်လုံနေပြီတဲ့ကွအဲ့ဒါငါတို့အတွက်အန္တရာယ်ရှိနိုင်တယ်မောင်တင်ဝင်းဒိုးလုပ်ငန်းတွေပြစ်ထားခဲ့ပြီးရွာပြင်မှဖြစ်မယ်မောင်တင်ဝင်းမှာအထုပ်ပိုးများတင်းစီရန်ပြင်ဆင်နေသဖြင့်ဘာမှမသိနေတော့မောင်တင်ဝင်း တို့အထုပ်ဘိုးတွေနဲ့ထွက်သွားရင်လူတွေတိကုန်လိမ့်မယ်ဒီတိုင်းတွားကြမယ်မြန်လီကောင်းလီပဲဟိဦးကြီးရွှေမန်းနဲ့မောင်တေဝင်းမှာမိသည့်ပစ္စည်းမှမယူတော့ပဲရွှေမြားကိုယူဆောင်ကတဲကလေးစီမှထွက်လာခဲ့ကြသည်တဲကလေးနှင့်ခလန်းလန်းရောက်သည့်အခါလူတစုကတဲကလေးစီတို့ရှောက်လာခဲ့ကြသည်ထိုလူစုအားဥဆောင်သူမှချက်ကြီးတို့ဖြစ်နေသည်ချက်ကြီးတို့မှလူမတွေ့တဖြင့်တဲကလေးကိုပိုက်ဆိုင်တဲ့ရှာဝေသည်ထို့နောက်အော်ဟစ်ဆဲဆိုကတဲကလေးကို မိကြိုက်လိုက်ကြသည်မောင်တေဝင်းတို့မှခြေတလန်းဆိုးသွားသဖြင့်တော်သေးသည် ထိုလူများမှာရွှေရရှိရန်အတွက်လူသက်ရန်ဝင်လင်းနေမိသူများမဟုတ်ကြပေတို့တွေလူဝဲသွားမှဖြစ်မယ်မောင်တင်ဝင်းရေချက်ကြီးနေချက်ပေါင်းကတို့ပြန်သွားပြီဆိုတာသိရင်အလုပ်ပေးမှမဟုတ်ဘူးကဟော်ဒီမှာမင်းဝေစု20တာမင်းရွာကိုရောက်အောင်တာပြန်ပြီးတော့ဘသူ့ကိုမှမယုံနဲ့ဟုတ်ပြီလားအောင်တင်ဝင်းမှာဝေစုကိုယူကာတောကြီးအတွင်တို့ထွက်ပြေးလာခဲ့သည်။နန်းနေသည့်တောနယ်ကြီးမြောက်ကိုဖြတ်တန်းပြေးလွှားလာခဲ့ပြီးနောက်ဆုံးတွင်တစ်ဆွဲတီစခန်းရောက်မှသာဆိတ်ချနိုင်သည်။ စကန်းအနီးတွင်ဆန်းချောင်းကလေးတစ်ခုရှိသည်တကိုယ်လုံးပေကျန်လာတီမှုဆန်းချောင်းထဲတွင် ရေစင်းချိုးရသည်ဆန်းချောင်းမှပြန်အပ်တွင်ကြောက်တုံးကလေးတစ်ခုကိုခြေထောက်နှင့်နေမိကနာကျင်သွားရသည်ထိုကြောက်တုံးကိုလှည့်ကြည့်သည့်အခါငကားတစ်ကောင်နှင့်တူညီသည့်ကြောက်တုံးကလေးဖြစ်နေသည်ကြောက်တုံးမှာငကားတစ်ကောင်၏ဥကောင်းကဲ့သို့အမောက်များအထက်ထက်နှင့်ဖြစ်သည်ထို့နောက်ငကားတစ်ကောင်ရစ်ပတ်ခွေနေသည့်ဟန်အခွေခွေများဖြစ်က အမိကလေးပင်ပါသေးသည် ဝင်းမုံကလေးများက ဝင်းလက်နေသည်မို့ငကားတစ်ကောင်နှင့်အလွန်စင်တူသည် ငကားလေးနဲ့တော်တော်ဆင်တူပါလားကြောက်ဖားတော့ကြောက်လောက်ဖားတော့ကြောက်ဆင်တူတော့ကြောက်ဦးတယ်ကြောက်ငကားကိုခိုးမှမြင်ဘူးတာပါလားဒီဟာလေးမှအစွမ်းသိတိတွေတော့ရှင့်နေပုံရတယ်ငါတော့ပွာပြီဒါလေးကိုယူသွားမှဖြစ်မယ်မောင်တင်ဝင်းမှာကြောက်ငကားလေးကိုခပုံစားတဲ့ထက်ကယူဆောင်လာလေသည်သူနှင့်မောင်တင်ဝင်းတယောက်ရွာတို့အနည်းငယ်ကင်းကင်းနဲ့ပြန်ရောက်သွားသည်ထိုအထိတိုင်ဦးကြီးရွှေမမပြန်မြောက်သေးပြီရွှေမြောက်ကို ထုခွဲရောင်းချပြီးမောင်တင်ဝင်းမှာနွားတရှင်းဝယ်လိုက်သည် ပင်မန်းတော်လဲမီယိုဖလာလဲသာစိုက်စားတော့မယ်ဟုရွှေကျင်တိဘက်သို့ရွှေဥပင်မလဲတော့ဟုဆုံးဖြတ်လိုက်သည်။ကြောင်နဂါကလေးကိုလဲမောင်တင်ဝင်းကတက်တိသူနဲ့မေးဆန်းကြည့်မိဟုတွေးကဖះเจ้าဆောင်ပေါ်တင်ထားလိုက်သည်။ကြောင်နဂါကလေးရောက်လာသည့်နေမှာစတင်ပြီးရွာထဲတွင်ထူးထူးဆန်းဆန်းများဖြစ်ပေါ်နေသည်။ညတကောင်တွင်တစ်ချက်တည်းချိန်ရောက်သည်နှင့်ရွာအတွင်းမှခွေးများရွာကိုပတ်ကဦးကြဟောင်းကြသည်။ အချိန်မတော်အချိန်တော်မှပြန်ရောက်လာကြသည့်ကာလသားများမှာလည်းငကားကြီးတကောင်ကိုရွာထိပ်တွင်တွေ့သဖြင့်လမ်းပြပြကုန်ကြသည်။မောင်တင်ဝင်းတို့အင်ကြီးကလေးများမှာလည်းညနေတကောင်တွင်လက်နိုးကအော်ဟင်ငိုယူကြသည်မှာသုံးရက်တိုင်တိုင်ဖြစ်သည်။သုံးရက်ပြည့်သည့်နေ့တွင်မောင်တင်ဝင်းတို့ချိန်ရင်အိမ်တွင်နေထိုင်သည့်အဖွားကြီးတို့မှတဘောတဘာထားသွားသည့်အခါငကားကြီးတကောင်မှမောင်တင်ဝင်းတို့အိမ်ခြံတွင်တို့ရှော့တိုက်ဝင်ရောက်သွားသည်ကိုမြင်တွေ့လိုက်ရသဖြင့်အလွန်တုန်လှောက်ချောက်ချားနေလေသည်ထိုအကြောင်းများကို မောင်တင်ဝင်းကြားသိသောအခါမိမိကောက်ဥလာခဲ့တဲ့ကြောင်နာကနှင့်တမျိုးတစ်ပုံဆက်ဆက်နေမိဟုတွေးလိုက်မိသည်မကြခင်မကောင်းသည့်ကိစ္စရပ်များဖြစ်ပေါ်လာမိကိုစိုးရင်သဖြင့်မောင်တင်ဝင်းမှာထိုကြောင်နာလေးကိုတစ်ဖက်ရွာရှိအထက်လန်းဆရာကြီးကြီးအိမ်ကိုယူဆောင်လာခဲ့သည်အထက်လန်းဆရာကြီးနာမည်မှာဆရာဦးတန်းဘူးဖြစ်သည်ထိုနီးတဝိုက်တွင်ဆုံးတိုက်ပယောဂတိုက်မြေကင်စတီတို့ကိုကုသပေးနေသည့်ဆရာကြီးဖြစ်သည်ဆရာကြီးမှာမောင်တင်ဝင်းထံမှကျောင်းနဂါကိုရည်သည့်အခါအသေးချာကင်တွယ်ကြည့်ဟူသည် ကြောင်နဂါးရုပ်ကလေးမှာနဂါးတကောင်ဤပုံတံတန်းနှင့်အလွန်စင်တူလာသည်ဒီကြောက်တုံးကလေးကနဂါးပုံစံနဲ့အတော်ကလေးစင်တူတာပဲမောင်တင်ဝင်းရဲ့ကြောက်နဂါးရဲ့အကျိုးအပြည့်အသုံးပြုပုံလေးသိကျင်ပါတယ်ဆရာကြီးကြောက်လဝါဘာညာသာကြောက်ဘူးတယ်ကြောက်နဂါးဆိုတာတော့ငါနဲ့အလန့်ဝေးတယ်မောင်တင်ဝင်းရဲ့ငါလည်းတည်တည်ချာချာတော့မသိဘူးဦးတန်းဘူးမှာကြောက်နဂါးရုပ်လေးအားလက်ဖြင့်ကင်တွေကြည့်လိုက်စင်မှာပင်တကိုယ်လုံးစက်သိမ်းများထကနှွေးခေါင်းကောင်းကြီးစိတ်ခနဲ့အိပ်ဆက်သွားလေသည် ဦးတန်းဘူးမှာထိုအရာကိုထောက်ရှုကြည့်လိုက်သဖြင့်ကျောင်းနဂါထံတွင်တခုခုထူးဆန်းသည့်စွမ်းအင်များရှိနေသည်ကိုခံစားလိုက်ရသည်။ငါတို့ဘာစွမ်းသလဲဆိုတာစုံစမ်းရအောင်မယ်မောင်တင်ဝင်းရဲ့။ဒါနဲ့မင်းမဲပြန်ယူသွားလိုက်ပါမောင်တင်ဝင်းမှာ လက်ကာကာရှိကာကာနဲ့နေပါစီဆရာကြီးရဲ့ကျွန်တော်နဲ့ဒီကံပီးယားပစ္စည်းတွေနဲ့ဆိုတာအလန်းဝဲလွန်းလာပါတယ်။ဒါကြောင့်ဒီပစ္စည်းကလေးကိုဆရာကြီးပဲယူထားပြီးတော့တင့်တယ်လို့ဒါစီရင်ပါဆရာကြီး။ပြန်ယူသွားကြမှာမောင်တင်ဝင်းရမင်းစီကအချောင်မလို့ခြင်းမဘူးကွာ။ ိုလေးဆရာကြီးဒီရှင်နေရောက်မှတော့ဆရာကြီးကိုတိုးဝမ်းမထားတော့ပါဘူးဗျာ။ဒါလေးအိမ်မှာရှိနေတော့ကအင်္ဂါလူတွေကနဂါးကြီးမြင်နေဆိုပြီးကြောက်လန့်နေကြတယ်။ကလေးတွေဆိုရင်လည်းငိုယိုလမ်းဖြတ်နေလိုက်တာပြောမနေပါနဲ့တော့ဗျာ။ဒါကြောင့်ဒီကြောက်နဂါးလေးကိုကျွန်တော်အိမ်မှာမထားဝင်တော့ပါဘူးဆရာကြီးသာယူထားပြီးကောင်းတယ်လို့သာလုပ်ပါဗျာ။မောင်တင်ဝင်းမှာအကြောက်အကန်ညှင်းဆန်နေတဲ့ဖြင့်ဦးတန်းဘူးမှာကြောက်နဂါးလေးကိုယူထားရလေသည်။ဦးတန်းဘူးမှာညနေရောက်သည့်အခါပဒိစိတ်လေးရှိသည်။ ထို့သောပတိစိတ်တိအချိန်အာယုန်ထဲတွင် အလွန်ကြီးမားသည့်နဂါကြီးတစ်ကောင်ကဥဒ္ဒမှုကိုရွက်ခွေလိုက်သည့်နှင့်ခန်းစားလိုက်မိသည်နဂါကြီးမှာမျက်လုံးအဝကြီးနှလုံးဖြင့်ဥဒ္ဒမှုကိုစိုက်ကြည့်နေလျာဥဒ္ဒမှုမှာကြသိမ်းများတစ်ဖြန်ဖြန်ထလာလေသည်နဂါကြီးကလည်းဥဒ္ဒမှုကိုတရှုရှုတရှဲရှဲနှင့်စကားများပြောဆိုနေပြန်သည်ဥဒ္ဒမှုအားရန်ဆောင်သည့်ပုံစံပြုမူနေသဖြင့်ဥဒ္ဒမှုမှာပတိစိတ်နေရင်စိတ်ကိုတင်းထားရသည် ထိုစဉ်ဦးတန်းပူဤညီမဖြစ်သူမှာအိနောက်ဖေးမှာအနန္တရာအဟိအတန်ကိုကြားလိုက်ရလေသည်ဦးတန်းပူလည်းဗတိစိတ်တီကိုဖြုတ်လိုက်ပြီးပြေးကြည့်သည့်အခါညီမဖြစ်သူမှာအလွန်ကြောက်လန့်ကတုန်လှုပ်နေသည်ဟဲ့အငင်းမဘာဖြစ်လို့လဲနဂါကြီးနဂါကြီးအကိုကြီးရဲ့ဟုတ်ပါမလားဟာဒီခေတ်မှာဘယ်ကနဂါရှိမလဲဟာညီမနေခဲ့လာပြီးအပြန်ခြံနောက်ရောက်တော့မိဖို့ကြောင့်တဲကနေနဂါကြီးတကောင်ဆင်းပြီးအိမ်အောင်ဝင်သွားတာတွေ့လိုက်ရတယ်မြန်လိုက်တာမှရှော့ကနေပဲအကိုကြီးရဲ့ နေမြင်မတာနေမှာပါဟာဦးတန်းဘူးမှာညီမဖြစ်သူကိုရေမမြနဲ့မမမဟုတ်တိုက်ကြွေးလိုက်ရသည်ထိုးဖြစ်ပြက်ဖြစ်ပြီးတနိုင်ခန့်အကြာည9နာရီခန့်တွင်တော့ချံပပက်လယ်မှာမွေးတုံနံဒီကိုကြားလိုက်ရပြန်သည်မွေးတုံနံမှာတကောင်နဲ့တွင်ခြင်းမဟုတ်ပဲအကောင်များများကအိမ်ချံပက်လယ်တွင်အော်ဟစ်တွင်ယူနေကြခြင်းဖြစ်သည့်အတွက်ဦးတန်းဘူးမှာအလွန်ထိတ်လန့်သွားမိသည်ဒီလိုပစ္စည်းတွေမှာထူးဆန်းတဲ့အစွမ်းတွေရှိနေတာတော့ဟုတ်တယ်ဒါပေမဲ့ကောင်းတဲ့အစွမ်းရှိတယ်လို့ မကောင်းတဲ့ဆွမ်းလည်းရှိတယ်ကြောက်လော့ွားတော်မှာအနီရောင်ဟာမကောင်းတဲ့ကြောက်လော့ွားပဲဒီကြောင်နဂါးကလေးမှလည်းထူးဆန်းတဲ့အစွမ်းတစ်ခုခုရှိပုံရတယ်မဟုတ်မှလွဲရော ခုနကနဂါးကြီးကိုမြင်လိုက်တာမွေးရီတွန်းနာဟာဒီကြောင်နဂါးလေးနဲ့များဆက်ဆံနေမလားမသိဘူးဦးတန်းဘူးမှချက်ချင်းပင်ကြောင်နဂါးကလေးကိုယူဆောင်ကအိမ်နောက်ဖေးတို့ထွက်လာခဲ့သည်ဦးတန်းဘူးတို့နေထိုင်သည့်အိမ်ချံအနောက်တွင်ကုန်းကလေးတစ်ခုရှိသည်ထိုကုန်းပေါ်တွင်တင်းငုတ်တော်အစွေးကြီးတစ်ခုရှိနေပြန်သည် ဦးတန်းဘူးမှာထိုကုန်းကလေးပေါ်လို့တက်လိုက်ခါကြောင်နကားရုပ်ကလေးကိုတင်းငုတ်တော်ကြီးပေါ်တွင်တင်ထားမိဟုကြံရွယ်လိုက်မိသည်သို့သောလက်စောသည့်သူများကယူဆောင်သွားမိကိုစိုးရင်သဖြင့်တင်းငုတ်ကြီးအောက်ခြေတွင်မြေချင်းကလေးတို့ကမြုံနှံထားလိုက်သည်ထို့နောက်ဦးတန်းဘူးမှာအိပ်ရာဝင်ခဲ့သည်ဦးတန်းဘူးတယောက်အိပ်နေရင်းမျက်ခွန်သို့အလင်းများကျဆင်းလာသဖြင့်နနက်မိုးတောက်ပြီဟုထင်ခနဲ့အခါမှမျက်စီဖွင့်ကြည့်လိုက်မိသည်သို့သောနနက်မိုးတောက်နေခြင်းမဟုတ်ပဲအိမ်အနောက်ဘက်မှအလင်းရောင်တစ်ခုကထိန်လင်းတောက်ပနေခြင်းဖြစ်သည်ကိုသိလိုက်ရသည် ထိုလင်းရောင်မှာနေအလင်းရောင်အလားအလွန်ထိတ်လင်းလျက်ရှိကာထီရန်ကြားအပေါက်ကလေးများမှကြာစင်းလာသည့်အလင်းရောင်ပင်အင်ခန်းအတွင်လင်းလင်းထိတ်လျက်ရှိသည်ဦးတန်းဘူးမှအိမ်နောက်ဖေးသို့ပြေးဆင်းလာခဲ့သည် ထိုအခါတင်းငုတ်ကြီးအောက်ခြေမှအလင်းရောင်များထွက်ပေါ်နေခြင်းဖြစ်သည်ထိုအဖြစ်ကိုဦးတန်းဘူး၏ညီမနှင့်အင်သားများမှမြင်တွေ့လိုက်ကြရသည်အလင်းတန်းကြီးမှာတဖြည်းဖြည်းနှင့်ပုံမတော့ပါလာကမိုးပေါ်တို့ရွှေကနေပြန်သန်းတွတ်သွားသည်။ကောင်းငင်ရန်တို့ရောက်သည့်အခါငကားကြီးတစ်ကောင်နှင့်တွန့်လိန်တွန့်လိန်ဖြင့်ပြန်သန်းကာ ရိုးမတောင်ကြီးစီတို့ဥတီပြန်တန်းတော်တီကိုတွေးလိုက်ရသည်ဥတန်းဘူမှာကြောင်နဂါရုပ်ကလေးကိုမြို့နံကတိနေရာတို့ပြေးကြည့်လိုက်သည့်အခါမြေသားမှာမြို့နံစင်က အတိုင်းပကတိရှိနေသည်ဥတန်းဘူကမြေသားမြတ်ကိုလက်နှင့်ရက်ကြည့်လိုက်သည့်အခါကြောင်နဂါရုပ်ကလေးမှာထိုနေရာတွင်မရှိတော့ပေထိုမြထူရဆန်းကျဲသည့်ကြောင်နဂါရုပ်ကလေးမှာရိုးမတောင်တနေရာရှိ နဂါးတိုက်အတွင်းမှထွက်လာသည့်ကြောင်နဂါးရုပ်ကလေးဖြစ်မိဟုအများကထင်ကြပေးကြသည်မိတို့ပင်စိုးစေကမူထိုကြောင်နဂါးရုပ်ကလေး၏ထူးခြားစံကျယ်သည့်အကြောင်းရင်းများကိုမိသူမှရေရေရရမသိဟုအမှန်ပင်ဖြစ်လေတော့သည်ဤတွင်စာရေးသူအကားစော်ရဲ့ဖြစ်ရမှန်အပေါ်အခြေခံပြီးရေးသားထားတဲ့ဂမ်ဘီယာကြောင်နဂါးဆိုတဲ့ဝိတုတိုလေးဟာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်လိုအပ်ချက်များကိုလည်းအကြံပေးဆွေးနွေးပေးလို့ရပါတယ်ရှင် နားဆင်ပေးတဲ့သူများအားရောသမောင်မွေမှကျေးဇူးအထူးပင် တင်ရှိပါရရှင်